ပိတ်သက်များအားလုံးပဲမင်္ဂလာပါရှင်ပိတ်သက်များအားလုံးကိုကျမတို့ရဲ့ channel လေးကနေကြိုဆိုလိုက်ပါရင်ဒီမောက် channel လေးကနေပရာလောကနဲ့စိတ်ဝင်စားဖွယ်ရာဂမ်ဘီယာဖြစ်ရဲ့စံချိန်ဇလန်းကောင်းလေးကိုတင်ဆက်ပေးနေပါတယ်ဒီနေ့မှာတင်ဆက်ပေးမှာကတော့စာရေးသူ VVN ရေးသားထားတဲ့နောက်ရိုးမရာစာဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဇလန်းလေးမစားတင်ပြီးကျမတို့ရဲ့ channel ကို like and subscribe လေးနှိပ်သွားဖို့နဲ့ဇလန်းတင်များစွာကိုမလွတ်တမ်းနားဆင်နိုင်ဖို့ ဘေးနားနိုတီခေါလောင်းလေးကိုလည်းနှိပ်သွားပေးဖို့မမေ့ပါနဲ့ရှင်။ဒါဆိုရင်ဇလန်းလေးကိုပဲစတင်လိုက်ပါပြီ။တစ်ပင်ထက်တွေ့ခဲ့နေတဲ့ရှာပါပိကူငယ်တကောင်ကိုဂယူတဆိုင်ပလေးနဲ့ထည့်နေတဲ့နောက်ကိုမိုးဆူကြီးကဆိတ်ရှည်လက်ရှိနေတင်ငုပ်ပင်ပေါ်ထိုင်ကစောင့်နေ။နေရောင်တွေထိထိရှားရှားမြင်ရတဲ့နေရာကနေလေးပြောက်ပင်ထိုးဖို့ခက်ခဲတဲ့တောနဲ့တွင်ကိုတောနည်းဝင်ရောက်ခဲ့တာကနေမိုးတက်ချိန်ပြီးရောက်လို့ပြီ။ပိကူလေးထည့်ထားတဲ့ပလင်းဖုံးကိုပိတ်ပြီးတော့ ကျော်ဝအိတ်တဲ့ထဲတော်ပိုးစိုးကြီးကထိုင်းနေရာမှထပြီး အရှိကဥဆောင်ကထူးထူးခြားခြားတရိတ်ဆန်မျိုးစိမျိုးမတွေ့သေးပေမယ့်ယူမတော်ကနောက်ကိုစိတ်ကြည်လင်လန်းဆန်းစေတယ်။ယူမရဲ့ဆောင်းဝင်စင်ကတောရရီရဲ့တလီအတိုင်းတောဆမဝါခုံမို့ချိုမြစ်တူးသူတွေတယောက်စာနှစ်ယောက်စာတော်လည်းကောင်းအုပ်စုဖွဲ့ရတော်လည်းကောင်းတွေ့ရပေမယ့်တစားတစားတောနဲ့လာလေလူသူကိမဲ့လာလေပဲ။တည့်ရချင်းပို့တိုက်တဲ့တိကိုင်းရိုက်ခဲ့တဲ့ ကျင်းွက်တွေကြီးကြီးကြကြအော်တယ်။တမင်ကြီးဆက်ဆိုင်လို့တစ်ချက်တစ်ချက်မြည်တွန်းတယ်။တားကောင်ကြီးတွေရဲ့ခဝေးဝေးမှဟိယောက်တန်တွေကလွဲပြီးတော့ရုံးမတော်ဟာချောက်ချောက်ပဲတိတ်ဆိတ်နေတယ်။ဟိလူလူသွားလူလာမရှိတဲ့တောထောင်ဖြစ်တာကြောင့်တချို့လမ်းတွေကချုံနေပိတ်ပေါင်းနေထူထပ်ပြီးတော့တချို့နေရာတွေကတော့တဘာဝစကြက်မြေလိုမျက်နှူးနှူးလိုသာပေါက်ရောက်ကြတယ်။တပည့်ကြီးတပည့်ငယ်တွေကြမှာတော့တွားရလေကူရဲ့လမ်းကြောင်းကိုဥဆောင်သွားနေတဲ့မိုးဆိုးကြီးကိုလမ်းခေါ်တော့ ိုဆိုကြီးကလည်းကြည်လာတယ်။လက်ထဲမှာရေဘူးကိုထောင်ပြတဲ့အခါတော့သဘောပေါက်တယ်ချင်းနေ။ဦးတီရဲ့လမ်းကြောင်းကိုပြောင်းသွားတယ်။နောက်လေခက်စိတ်စိတ်လိုက်သွားလိုက်တယ်။ခဏကြာကြားရတဲ့ရေစီးတန်တဲတဲကြောင်နောက်ပြုံးလိုက်မိတယ်။တာမန်လူတွေမျက်စိနဲ့လမ်းမဖို့လွယ်ကူလို့နေရှုပ်ထွေးရဲ့ရိုးမတော်ကတော့ဒီမိုဆိုကြီးအတွက်တော့ကိုယ်ရင်ကိုယ်ရလိုပဲဘယ်နေရာပါရှိတယ်စဉ်းစားရပြီမလို့ခြေလမ်း200ခန့်ဆက်လျှောက်ပြီးချိန်မှာတော့တတိတိန်စီးစင်းနေတဲ့ကြည်လင်နေတဲ့ရေတကူကော ရုံးမတော်အလေးမှာအေးအေးငြိမ်ငြိမ်စီစဉ်ပြီးတော့စမ်းချောင်းငယ်အတွင်တရှိနေရောင်ကိုတွေ့ရတော့တယ်။ကျောဘွားလဲကိုပုတ်ကနေပြစ်ချပြီးတော့ခြေလန်းခက်တက်တက်နေစမ်းချောင်းဖတ်သွားပြီးတော့ကြည်လင်နေတဲ့ရေတွေကိုလက်နဲ့ဖက်နဲ့ခတ်ယူပြီးမျက်နှာတစ်ချမိရောတယ်။လမ်းဆန်းသွားတဲ့စိတ်ကတော့အတိုင်းစားမေပါပဲ။မိုးဆိုးကြီးကိုလမ်းကြည့်ပြီးတော့နောက်ရှိရနေရကောင်ရေစုံဘက်မှာဒုတစ်ဖက်ထောက်ထိုင်ပြီးလက်ခုပ်နှစ်ဖက်နဲ့ယူပြီးတော့ရေကိုခတ်တောက်နေတယ်။ တဘာဝကပေးတဲ့ဂီတတန်လိုပင်ပြောရလောက်အောင် ရေစီးတန်တတင်တွင်ရူမာတွရဲ့ရာစာဖြစ်တဲ့မဟုတ်ဆိုကြီးကို တွဲမြင်ရတာကတော့နှောင်းစိတ်နှလုံးကို တတိမ့်တိမ့်လှူရှားစေသည်ကတိတ်တော့စီးချက်မကြအောင်စိတ်ဆူဆူတော့အောင်နှင်းချီမြင့်ချီတရှိနေတဲ့ရူမာတောင်တန်းများတတင်တွင်စီးစင်းနေတဲ့ရေတကုန်နေနေတော်မှုဆိုကြီးစက်ကတိတ်ကိုပနံတင်လုံးနဲ့မြင်ခွေမဟုတ်ပါလားကျွန်တော်တို့နီးလေစာဆိုင်ခဏနာရအောင်နောက်အပြောကိုခေါင်းတစ်ချက်ညိပြပြီးတော့ ခလန်လန်ကတစ်ပင်ပင်စီကိုတွားမိထိုင်းရင်းနေပလုံးတွေမိထားနေမှုဆိုကြီးကပုံမှန်ထက်ပိုပြီးတော့နေသက်လွန်းနေတယ်။မနက်မိုးလေးရိုးမာတဲ့စောင့်ဝင်လာကလေးကအေးဆက်ဆက်အငွေအသက်ကိုရိုက်ခတ်ရလောက်တဲ့အခြေအနေဖြစ်အောင်နေသက်လွန်းနေတဲ့မှုဆိုကြီးကနောက်ကိုစိတ်ဆိုးနေစေပဲ။နောက်တပြင်းခပ်ပဝချလိုက်မိရင်အမဆိုဒီမလောက်စိတ်ဆိုးမှဆို ဖြစ်ဖို့မှမလိုပါပဲ။ဆက်ကဘေးနာခပြူပြူသွားထိုင်ပြီးတော့နမေခေါ်တော့မှုဆိုကြီးကမလုံးမရှက်ပဲ။ ပုတ်ဆိုးသုံးရိုင်ဖယ်ပေါ်တင်ထားတဲ့လက်ကိုဆုပ်ကိုင်ပြီးတော့စက္ကနေလက်ပြန်ယုံမိသူနောင်ကိုယ်တိုင်းမင်းမနှူးညံ့တဲ့လက်တစုံကိုစိုက်ကြည့်နေမိတာကအာယုန်တို့ကတနည်းကဖြစ်ပြတဲ့တပွဲလင်လင်းနဲ့လက်သေးတီးတီးလို့ရှိပြီးလက်ခုံးပေါ်မွေးကြီးခက်ရှိရှိလို့ရှိတဲ့အဲ့လက်တစုံကဘလို့အကြောင်းကြောင့်နောက်ရည်နန်းဆောင်ကို တွေးချေဥစေခဲ့တည်တယ်လေမိထားရမယ်မိထားရမယ်ဘာမှမမြင်ခဲ့သလိုနေရမယ်မျက်လုံးနဲ့ကြီးကြီးပြင်းနေတဲ့အဖြစ်အပျက်တွေကိုလစ်လျူရှုပြီးတော့ စိတ်ထဲအချင်းချင်းအခါခါရည်ရွယ်ကစိတ်ကိုတင်လိုက်တယ်။အသက်ကိုခက်ပြင်းပြင်းတစ်ချက်ဆိုင်ပြီးတော့စိတ်နေအောင်အရင်လှုပ်လိုက်တယ်။မောကြည့်ပြီးတော့ဘယ်ချိန်ကလေးဟာစိုက်ကြည့်နေရဲကိုမသိတယ်။ကိုစိုးကြီးရဲ့မျက်လုံးတွေနဲ့စုံရတော့တယ်။ဟင်အပြာရောင်နေရွှေမတ်ထဲနှလုံးခုန်လုံးကတင်းကနေပဲအမေလေးတန်ကပါဇက်လှုပ်ယုံသားပဲမျက်လုံးအပြာရောင်နေရေခဲပြာကဲတော့အေးစိမ့်စိမ့်အပြာရောင်ရိတ်ကလည်းရိတ်ခနေပဲနောက်အမေမမားပါဘူးအနက်ရောင်မျက်စံတွေတည်းခုနကအတိန်ပြာလေးလေးကောင်းကင်ရောင်လို့ ရောင်စင်တစ်ခုကိုနောင်ရိတ်ကနေတွေးလိုက်ရတယ်။ဆက်ကခမည်းပြလုံးနေရဘာရောက်လဲ။ခမည်းဟာရောဘာလဲ။လောက်ကနေအဲ့ဒီမိကုန်းတို့ကထွက်မလာခဲ့ဘူး။စိတ်ထဲမှာတော့မင်းနေမိတာကအကျဉ်းချင်းပဲ။အခုတော့ဆူးရှာနေနေသွားပြီဖြစ်တဲ့မျက်စံတွေကိုနောင်တယောက်ကြောင်အားစွာစိုက်ကြည့်နေမိဒီကောင်ပိုဆိုကြီးတစ်ဖက်လှည့်သွားမှသတိဝင်လာမိတဲ့အထီးပဲ။နောင်ချောက်တစ်ချက်ဟန်လိုက်တယ်။အေးနောင်အတန်ကိုပုံမှန်အနေထားအတိုင်းရောက်အောင်ထိန်းလိုက်တယ်။ကျွန်တော် ညောင်ပိုင်းသာယာမှာနေရတဲ့ချက်လုံးအချိန်တော်တော်များများကိုသူများနေကုံဆုံးရမှာလေကျွန်တော်ဒီလိုစိတ်ဆိုးနေလို့ပဲဖြစ်မလဲမတော်မလို့ဒီမိုးဆိုးကြီးကိုအခုနောင်ကကလေးတယောက်လိုချော့နေရသည်ကတော့မဟုတ်သေးဘူးဒါပေမဲ့မတက်နိုင်ဘူးတတိပေးအကြီးတွေကိုလစ်လူရှူကပြန်လာတဲ့အထိမဆောင်ပဲဖိုးထောင်ကိုရွာထဲထိလိုက်ပို့ပြီးအပြန်အနေရချုပ်ခေရတာကအဲ့ဒီအချိန်ဒီလိုသာရောက်မလာခင်တော့နောက်တယောက်အသက်နဲ့ကိုဦးစားကွင်းနေလောက်ပြီလေ ဒါကြောင့်စိတ်ဆိုးနေပါတော့အသက်တခင်တဖြစ်လေးယူမရစာကြီးကိုတောင်းပန်ရတော့တယ်။ဟုတ်ပြီကျွန်တော်တောင်းပန်တယ်။နောက်တစ်ခါဒီလိုခမည်းစကားကိုနားမထောင်မင်းအနေရကျုံတဲ့ကိစ္စမျိုးမဖြစ်စေအောင်ဂရိပေးတယ်။အဲ့ဒီခါမှာနောက်ကိုတစ်ချက်စိုက်ကြည့်တဲ့မိုးဆိုးကြီးကြောင့်နောင်ပြုံးမိလိုက်တယ်။ကျွန်တော်တို့ဒီညညစာပါစားကြမလဲ။ဒီလေစာဦးတော့ဖြစ်တယ်လို့စားလို့ရပြီမေ။ညကျရင်ကျွန်တော်ငါးစားခြင်းနဲ့ခမည်းငါးဖက်တက်တယ်မလား။နောက်အမေကိုခေါင်းတစ်ချက်ဆက်ပြတဲ့မိုးဆိုးကြီးကြောင့်နောင်ချိနေသွားတယ်။ နောက်ကိုစိုက်ကြည့်နေတဲ့မိုးဆိုးကြီးရဲ့မျက်စံနဲ့နဲ့တွေ့အောင်ပြာလေးလေးရောင်စင်းတွေကိုတစ်ချက်တစ်ချက်မြင်ရပေမယ့်ထင်းထင်းရှားရှားရေတော့မဟုတ်ဘူးအိမ်ဒီညမှာတော့မိုးဆိုးကြီးဖမ်းပြီးတဲ့ငါးကိုတကိုင်း၆မီရေရင်နဲ့ကင်စားရတာကတော့ရိုးမတွေဖြတ်တန်းရတဲ့ညတာကိုလပစီသလိုပဲတားဟောက်ကြီးတွေအနေငယ်ကနေกินလို့အောင်တညာလုံးမီးဖို့ထားရတဲ့အပြင်တော့ပိုဆိုးကြီးကတော့မီးရှိမသေးဘူးမီးထထိုးနေတာကြောင့်မနဲ့မိုးလင်းခန်းကြီးမှာမိခင်းနဲ့အိပ်ဖြော်ပုံရတယ်တကိုင်းကိုကြောမိပြီးတော့ တင်မလီခွေထိုင်ရင်မျက်လုံးနေမိထားတဲ့မိုးဆိုးကြီးကိုကြည့်ပြီးတော့စကားတခုကိုနှောင်ခတ်တိုးတိုးရည်ယူမိရော်ရင်ယူမာတော့ကနှက်ဆိုင်နေဒါပေမဲ့ခမရဲ့တွေ့ချက်တည်းကဟိုနှက်ဆိုင်နေတယ်စကားအဝိဖြူပေါ်အပေါ်လိုက်ချပေးထားတဲ့ဒီမှာဈေးသီးတစ်လုံးကိုနှောင်ပစက်ထဲကောက်ထည့်လိုက်တယ်မျက်လုံးနေကတော့အရှိမချွေးတစ်လုံးလုံးနဲ့လက်ဖြတ်နေသူအောင်နှောင်မျက်မှောင်ကြုတ်ကြည့်နေမိသည်ကဘလောက်ကြာပြီလဲတော့မသိတော့ဘူးနှောင်မကြည့်မနဲ့ဖြစ်နေရတဲ့အကြောင်းရင်းကတော့ ချိန်တည်မှုဆိုးကြီးကြောင့်ပဲရိုးမာတဲ့အချိန်တွေကုန်ဆုံးခဲ့ရသည်ကသုံးရက်မြောက်နေ့ပင် ရောက်လာခဲ့ပြီးအရင်နေ့တွေကတော့ညဘက်ဆိုမီးဖုန်ပေးအဆင်ပြေသလိုအိတ်ကြပြီးမင်းဒီနေ့တော့မှုဆိုးကြီးကတိပင်ကွာဆုံးတဲ့လင်းစင်ထိုးဖို့လုပ်နေတယ်အကြောင်းကဒီနေ့ခတ်တင်းဝူးဝီမှာဂျာဟိန်တန်ခက်ကြဲကြဲကိုသုံးခါလောက်ကြားထားရတာကြောင့်ပဲဒါပေမဲ့အဲ့ဒီအရာပြဿနာတော့မဟုတ်ဘူးပြဿနာကလင်းစင်ထိုးဖို့ဝါရီခုတ်ကလေးကနောက်ကိုအဝိဖြူစာတစားခင်းပြီးကဈေးချိုတီတွေခိုးပြီး နောက်ရှိမှာပုံပေးပြီးရောနေရာမှာထိုင်နေစီခဲ့ခြင်းကြောင့်ပဲအချိန်တွေကတော့လူကြီးလှုပ်လှုပ်မှာကိုရှုံမှာဆိုတာကြောင့်ကလေးတစ်ယောက်ကိုမုတ်ပေးလှုပ်ထားသလိုနောက်ခံစားနေရတာကမဟုတ်သေးဘူး။ဟိလူကျွန်တော်ယောက်ျားပါဗျ။ခမားဒီလိုမျိုးကျွန်တော်ကိုဆက်ဆံတာတော့မဟုတ်သေးဘူး။ခမားလောက်ဗလာမတောက်အောင်ဆိုပြီးအထင်သေးရလား။အဲ့ဒီဝါးရီလောက်တော့ကျွန်တော်လည်းတင်နိုင်ပါရဲ့ဗျ။တုံ့ပြန်မှုကပြန်မရအောင်။အရှိရလူကတော့ခုတ်ထားတဲ့ဝလုံးတွေကိုလွယ်ကျိုးနဲ့ချစ်နေအောင်ချီးဖို့ကိုယ်တော် ိုးအာယုံဆိုင်နေတယ်။ဒါပေမဲ့နောက်အလျှော့မပေးဘူး။ကျွန်တော်ငငယ်တော့ကအတန်းထဲမှာဆိုအရက်ရှည်ဆုံးဗျ။ပြီးတော့ကျွန်တော်ခန္ဓာကိုယ်ကယောက်ျားလေးတစ်ယောက်အနေနဲ့ဆိုအနေတော်ပဲ။ပုံမှန်မိန်းကလေးတစ်ယောက်ရဲ့အရက်ဆိုကျွန်တော်ပခုံးလောက်ပဲရှိတာ။ခင်ဗျားခန္ဓာကိုယ်ကသာကြီးနေတာ။အဲဒါကြောင့်ခင်ဗျားကုကုကိုနေနိုင်ပြီးကျွန်တော်ကိုအထင်မသေးစမ်းပါနဲ့။အချိန်ကြီးကအကြီးတစ်ချက်တောင်ပြတ်မလာခဲ့ဘူး။ကြည့်ရတာတော့ဒီကူမတော်တဲ့စကားပြောနေတာနောက်တစ်ယောက်ထဲရှိနေတဲ့ထင်းနေခေါင်းမော့ကလေးဘူးတစ်ချက်မုတ်ထုတ်လိုက်တယ် ပါဇက်ထဲရစီစီကိုခဝဲဝဲကိုထွေးထုတ်လိုက်တယ်။ဒီမုတ်ဆိုးကြီးကိုနောက်အရှုံးပေးလိုက်ပါပြီ။တက်တောင့်တက်တာဖြစ်အောင်အနောက်ကတပင်ကိုမိချလိုက်တယ်။နောက်ကိုတချမ်းမှစောင်းခဲ့မကြည့်တဲ့မုတ်ဆိုးကြီးကတော့လက်လျှော့သွားတဲ့နောက်ကြောင့်ခပြေးပြေးတစ်ချက်ပြုံးသွားပြီးဆက်ကခမတိုးချောက်တာကြုံဘူးလား။လွေတွေကိုတင်းတယောင်ကျစ်နေတဲ့မုတ်ဆိုးကြီးကတော့မအားမလတ်တဲ့ကြောင့်နောက်အမေးကိုခေါင်းတစ်ချက်ငိမ့်ပြကဖြေးလိုက်။ခမကြောက်လား။မုတ်ဆိုးကြီးကိုကြည့်မိလိုက်ပြီးမေအေးသူကတော့အေးမလို့အေးမလို့ပဲ။ ခင်ဗျာကြောက်မှာမဟုတ်ပါဘူး။တင်းញိုင်းကိုတော့ကိုရင်ကိုရလို့ခောက်တို့ခောက်ပြန်ဖြက်နေရတူဆိုတော့ခင်ဗျာသိလား။ကျွန်တော်ကမကြောက်တဲ့အဟမ်းတိတ်မကြောက်တဲ့ပဲမိ။ခင်ဗျာဘေးမှာရှင်တော့ကျွန်တော်ကိုဘေးရမအနေမပြုတ်နိုင်ဘူးဆိုတဲ့ခံစားချက်မျိုးခံစားနေရတယ်။လွန်ခဲ့တဲ့ရက်တုန်းကလိုပေါ့။ကျွန်တော်အနေရကြုံတဲ့အချိန်စိတ်ထဲခင်ဗျာကိုတွေးလိုက်မိရတယ်။အနာကိုချင်းချင်းရောက်လာတာမျိုးဆက်ကခင်ဗျာရောကျွန်တော်ဘယ်လိုသဘောလဲ။ရုတ်တရက်ခေါင်းထဲတည်ချင်လာတဲ့မိကုန်းကို နောင်တက်တက်ကြွကြွမေးလိုက်တယ်။ပိုဆိုးကြီးဘက်ကတုတ်ပြန်ချက်ကိုသိချင်တာကြောင့်နောင်မမိတ်မတုံးပဲစိုက်ကြည့်နေမိတယ်။ပိုဆိုးကြီးကနောက်ဘက်ခက်ဖြည်းဖြည်းနဲ့ကြည့်လာတယ်။နောက်မျက်လုံးလေးမေးစင်ပြီးတော့ပိုဆိုးကြီးရဲ့မျက်နှာမူရာကိုဘာသာပြန်လိုက်တယ်။ဆက်ကခမောကျွန်တော်ကိုနားကြီးတယ်လို့သဘောထားရတော့မဟုတ်ဘူးမလား။တက်ကြွမှုအနေငယ်များပဲမရှိသေးဘူး။ပိုဆိုးကြီးရဲ့မျက်နှာမူရာကိုကျင်းတယ်ဘာသာပြန်ပြီးပြီမဟုတ်တော့ပါဘူးလို့မျက်မှန်းချက်ရင်းနေမိလိုက်မိတာကတော့ ခက်တီတီတစ်ဖက်ပြန်လည်သွားတဲ့အခြေအနေအောင်ပျော်လင်းချက်တို့ရိုက်ချိုးခံလိုက်ရတယ်။ဟေ့လူခမရအဲ့ဒါတော့လုံးနေတော့ဒီတော့လေကျွန်တော်စကားပြောစရာလူကခမရပဲရှိရလိမ့်ဗျာ။ကျွန်တော်ပုံမဲ့ဆိုဘသူနဲ့မှအဲ့လောက်စကားမပြောဘူး။ခမရကိုစကားအများကြီးပြောတာတည်းကံကောင်းနေမဲ့ပြီးတော့ကျွန်တော်ကြောင့်ခမရလည်းမပြေးရဘူးလေ။ခမရကျွန်တော်ကိုအဲ့လိုပုံစံနဲ့ကြည့်ရတော့မဟုတ်သေးဘူး။ဟေ့လူကျွန်တော်ပြောနေတာကြားလား။တယောက်တည်းဒေါသထွက်အော်ဟစ်နေတဲ့နောက်ကို ။အိုဆိုကြီးဟာရှိရလို့ပင်ထင်မမဖို့ကက်ရှိရှိနှွဲတွေကိုဆက်ပြီးတော့တိကိုင်းကြီးကြီးပေါ်ပြစ်တင်ပြီးတစ်ဖက်မှာသွားကောင်းလင်းစင်ထိုးရန်ပြုလုပ်ထားတဲ့ဝလုံးကက်ကိုတပင်ခွားဆုံပေါ်ဆွဲတင်နေအားဆိုင်ဆွဲတင်နေတဲ့မိုးဆိုးကြီးကိုကြည့်ပြီးတော့ဇီးသည်သုံးလေးလုံးလောက်ပစက်ထဲကောက်ထည့်လိုက်တယ်။ဒီလူကတကယ်လူကစားပဲ။စကားတခုံးမှမဟပါပဲ။နောက်အနံ့ယူနေတာအချိန်မနေတော့ခဏကြာတော့တပင်ခွားဆုံပေါ်နေစင်ကနေရာတကျဖြစ်သွားတယ် ဘယ်တော့ကဘလို့တက်သွားရင်တော့မသိဘူး။ပိုဆိုးကြီးကတော့လင်းစင်ပေါ်ရောက်နေပြီ။နောက်အောက်ကနေအပေါ်တစ်ချက်မှော့ကြည့်လိုက်တယ်။ဒီတိပင်ကိုဘလို့တက်ရမှာလဲနေ။တက်ရလွယ်ကူနိုင်တဲ့နေရာကိုလက်ဖက်ကြည့်လို့ရှိသေးရဲ့။လွယ်ကျိုးရှိတဲ့ချောင်းကဘုတ်ကနေပြုတ်ကျလာတယ်။နောက်ပြုံးလိုက်မိတယ်။ကြည့်ရတာပိုဆိုးကြီးကနားကြီးတာကိုသဘောကျပုံပဲ။လွယ်ကျိုးကနေခက်ခက်ခဲခဲတွေ့တဲ့ကောင်အပေါ်ရောက်တော့တနက်တလက်ဘေးချကထိုင်နေတဲ့မိုးဆိုးကြီးကနောက်ကိုတည်တည်တချို့ကမ်းပြီးလာတယ်။စက္ကနေလမ်းယူကအင်ချီမှတုတ်ပြီးတော့ တကိုက်ကတ်လိုက်တယ်။ဒီလိုနောက်ကိုရှေ့များထင်နေလားမသိဘူး။လက်လျှောက်တွေးတဲ့တိတိမှန်တဲ့မြောက်အခုခူးချွေးလာတာ။ဒါပေမဲ့အဲ့ဒီရောင်နောက်သဘောကျတယ်။ကိုမျိုးကိုရောင်ကိုအတိမိတ်ဆွေခေါ်လာတာကြောင့်စားကောင်းသည့်အစားအသောက်တွေကိုလိုက်ဝယ်ကျင်းနေတဲ့ခန်းစားချက်မျိုးကိုဖြစ်ပေါ်စေတယ်။မိုးဆိုးကြီးကိုယ်တိုင်ဒီရိုးမနဲ့အသားချလို့နေရကြောင်းလည်းဖြစ်လိမ့်မယ်ထင်ပါတယ်။အချိန်ကတစားတစားနဲ့မောက်ရီတန်းလာပြီးတော့ကောင်းခင်ရထက်ကျဲစုဝေးတွေကလည်းတလက်လက်နေပြီ။ တချမ်းသာပေါ်တဲ့လာချမ်းခွေးကလည်းကဘာကိုစူးစားအလင်းဆောင်တော့ရိုးမထန်ငွေရောင်အလင်းတန်းတို့ကခက်တဲ့တဲ့ပဲအဲ့တလုံးကိုကောင်းခုပြီးတော့နောက်ပလက်လန်လေးချလိုက်တယ်။မုဆိုးကြီးကတော့ထိုင်နေတာကမလုံးမရှက်ပဲဒီနေ့တော့ငါအသားတွေကယ်စားပြီးမရတော့တာကြောင့်ပါလာတဲ့ထမင်းကြောင့်နေမြေပဲဆန်ကူတာအစာပြေုံစားနေလိုက်တယ်။မုဆိုးကြီးခူးဝေးထားတဲ့တတိတွေကလည်းရှိသေးတာကြောင့်ဒီညဘိုက်ဖြစ်မဲ့အလုပ်ကတော့တိတ်စိတ်ပူစရာမလိုတော့ဘူး။ ရေကိုတော့အာဆုံယုံတောက်ရတယ်။လင့်စင်ထက်တက်နေရတာဖြစ်တော့အပေါ်ပါသွားချင်တော့တက်ရစင်ရတာမလွယ်ဘူး။ဟင်။နောင်လဲနေရကနေစက်ကနေထထလိုက်တယ်။လူအုပ်လိုက်ညာတန်ပေးអော်လိုက်တန်អော်လိုက်တန်ကိုပေးអော်လိုက်တန်။လူအုပ်လိုက်ညာတန်ပေးអော်လိုက်တန်ကို နားနေဆက်ဆက်ကြားလိုက်ရတာကထင်ထင်ရှားရှားပဲ။ဘိုးဆိုကြီးကလာရောက်အောင်ပဝင်းချင်ကိုတစ်ချက်ဝေးကြည့်ရင်။ဟေးဟေး။အတန်နီးလာလိုက်ဝေးလာလိုက်ပဲ။လူအုပ်လိုက်ညာတန်ပေးချီတက်လာသလိုပြန်ဆုပ်သွားသလို ထေရှားသေးခွဲလာလိုက်ခက်တဲ့တဲ့ကြာရလိုက်နေအချိန်လေးကတုံးလုံးချာချာဖို့လုံလောက်လုံးနေလူသူကင်းမဲ့တဲ့ဒီတော့ထီထောင်နေလူရကြီးညာတန်ပေးတန်ကဘေးအားထွက်ပေါ်လာတယ်တော့မသိဘူး။နောက်အာကိုတကြီးမုတ်ဆိုးကြီးကိုကြည့်ပြီးတော့ခဏနဲ့မျက်စံတွေနဲ့ပြန်ကြည့်လာတာကຫນွေကနေပဲအချိန်လေးတစ်ခုကိုချက်ချင်းစဉ်းစားမိလိုက်တယ်။တော်လန့်တာမလားစက်ကနောက်မေးကို မိုးဆိုးကြီးကခေါင်းကြီးပြတယ်။အနေရမရှိဘူးမလား။ထပ်ပြီးတော့ခေါင်းကြီးပြတဲ့အခါမှာတော့ ။နောက်စိတ်ချလက်ချောင်းတပြင်းဖော့ဖော့ချမိရော်လေ။အတန်ကြီးဟာကြားရစေပါပဲ။ကိုစီတိုင်းရဲ့ဥတီလာနေတဲ့အတန်မျိုးနဲ့တွေ့ပြက်ဖွယ်အတီပဲ။မကြောက်ဘူးလို့ပြောရင်တော့လင်းရကြလိမ့်မယ်။ဒါပေမဲ့မစိုးရိမ်ပါဘူး။ဒီဒီလူကနောက်ပြီးမှရှိနေရဲ့လေ။စိတ်ကိုတက်တာရအနေငယ်ရပြီမင်း။စတိုက်ကြားနေရတဲ့အတန်ကြဲကြဲလောင်လောင်တွေကြောင့်စိတ်တည်ငြိမ်စေဖို့ဂုံတော်ကိုခတ်တိုးတိုးပွားနေရတယ်။ထမင်းတအိုးချက်ခတ်ကြတဲ့အခါမှာတော့ပုဂုံးယူမပကတိအတိုင်းပြက်လဲတိတ်ဆိတ်ငြိမ်သက်တော်တယ်။အဲဒီအခါမှာ နောက်ကြောချကပြန်လေးချနေတယ်။တနေ့ကတော့နှင်းထားတာကြောင့်ထင်းနေကိုလက်တွေကအနေငယ်ရောင်းကြပြီးတော့မျက်လုံးတွေမေးစင်းလာတော့တယ်။အဒီစိတ်တွေကကတ်တစ်ချက်မကတ်တစ်ချက်ပဲအိမ်မပြောကိုစူးစားပြီးမေးအိတ်ချင်စိတ်ကိုနောက်မတွန်းလာနိုင်ဘူး။နောက်ဆုံးအိမ်မပြောကအခြေအတွေဝဝဝထူလိုက်ရတာက ပြလေးလေးမျက်ဝန်းနေ။နားရေခက်တဲ့တဲ့ဝင်လာတဲ့စကားတန်ကိုစူးစားနားထောင်မိတယ်။လူတစ်ယောက်ကနောက်ကိုဥတီစကားပြောနေတဲ့အတန်မျိုးပဲ။ကိုမီးကိုစောင့်နေခဲ့တာနောက် နားရီခက်တတဲ့ဝလာတဲ့စကားတန်ကိုစူးစမ်းနားထောင်မိတယ်။လူတယောက်ကနောက်ကိုဥတီစကားပြောနေတဲ့အတန်မျိုးကိုမင်းကိုစောင့်နေခဲ့တာနော်။အပြာရောင်မျက်လုံးနေနဲ့ခက်တူတူချမ်းရတဲ့စကားတန်ကြီးကသူကြီးရဲ့လာရမှလာတယ်လို့နောက်ဆုံးမျက်လုံးနေမိကောင်အာယုံတို့မောက်အထီးကျအိမ်မောချသွားတဲ့အထိစကားတန်ခက်တတဲ့တို့ကြားနေရစေပါပဲ။ဒါပေမဲ့ဘာဆိုတာတော့နောက်မသိတော့ဘူး။ကျင်းတီနောက်ဆုံးကြားလိုက်ရတဲ့စကားကကိုမင်းကိုစောင့်နေခဲ့တာနောက်နေ့ ယူမာရိုတွေဖြတ်တန်းကျင်လေခဲ့တယ်။ရက်တွေကတော့ TFT ရဲ့လင်းမြန်စွာကုန်ဆုံးသွားခဲ့တယ်။ဖြစ်တီက9ရက်မြောင်းနေ့ကိုရောက်လာခဲ့ပြီ။ဒီနေ့ကတော့အပြန်လမ်းမှာပဲဖြစ်တယ်။ရှုတ်ထွေးနန်ရှန်လို့နေယူမာတွေ9ရက်ဆိုတဲ့အချိန်ကနောက်အတွက်မလုံလောက်ဘူး။သွားကျင်တဲ့ခီးတီမပေါက်ခဲ့သလိုစိတ်ကျင်တဲ့ရလောက်တဲ့အထိရိုးစိတ်တူကိုရှာမတွေ့ခဲ့ဘူး။ဒါကြောင့်ညောင်ပိုင်းတာယာရွာလေးရဲ့အချိန်ခဏယူပြင်စင်ပြီးတော့ယူမာတွေ3လခီးရှိထွက်ဖို့ပိုဆိုးကြီးကိုကြိုတင်တိုင်ပင်ပြီးတော့ ခပြီးပြီးသားခေါင်းကြီးပြရင်သဘောဟာရရှိဖြစ်တာကြောင့်တိတ်တော့သဘောမတူကြပြီမေးဆရာထက်တန်လုံးနေတဲ့နောက်ကြောင့်သဘောတူလိုက်ရပုံမေးယူမာရီဖြစ်တန်းခဲ့တဲ့ပထမနေ့ရက်ကတော့ပိုဆိုးကြီးနဲ့နောက်အချိန်ကအေးဆက်ဆက်ပြီးမေးအခုတော့အတော်ရင်းနှီးနေပြီပိုဆိုးကြီးကနောက်ပြောတဲ့စကားတွေကိုယူတဆိုင်နားထောင်ပေးတတ်တယ်လို့သဘောကျတဲ့အခါလေးအနေငယ်ပြောရည်တန်းနဲ့မျက်ဝန်းနေနေပုံဖော်ပြတတ်နေပြီစကားမပြောတတ်လို့နောက်တည်ထားတဲ့ဒီလိုနဲ့နောက်ကြဆက်တယ်မူဟာတိတ်တော့မခက်ခဲဘူး ဘိုးဆိုးကြီးရဲ့မျက်ဝန်းတွေကိုနှောင်ကောင်းကောင်းနားလေနားမလည်သေးတာကတော့ဘိုးဆိုးကြီးရဲ့မျက်ဝန်းတွေကအယောင်တွေပဲအနှဲ့ရောင်မျက်စံတွေကတခါတည်းရဲ့အယောင်ဖြွန်လာတက်ပြီးတော့အစိမ်းရောင်လိုလိုကောင်းခင်ပြားရောင်လိုလိုရောင်စင်းတွေဖြက်ပြေးနေတတ်တယ်။တစုံတရာကိုထိမ့်ချုပ်ထားတာကြောင့်လွတ်လပ်စွာဖော်ပြခွင့်မရှိတဲ့ရောင်စင်းတွေလိုပဲနောက်ဟာမချက်ချမိရောလေ။ဟေးလူရွာပြန်တောကောင်မဖြစ်ဘူးလား။ဟေးလူလို့နောက်ခေါ်လိုက်တိုင်းလဲမကြည့်ရင်တော့အာယုန်တွေက နောက်ပေါ်စူးစီးလာတဲ့တဲ့မဟုတ်ဆိုကြီးကြောင်းဒီဦးမရာစာကြီးအတွက်ဟိတ်လူဟူသည့်နန်စာကောင်နောက်မဆက်မှာအတော်ကျိုးနေပြီဘေးချင်းရှင်လျှောက်ပြီးတိတ်ဆိတ်နေတဲ့အခြေအနေကိုနောက်စတင်ဖြူခွင်းလိုက်တယ်။နောက်မေးကိုကောင်းကပြတာကြောင်းနောက်တော်တော်ကိုကြည်နေရတယ်။သူစည်းကိုစည်းကိုစောင့်နေတာကြောင့်လည်းအထင်ကြီးရတယ်။နောက်လူကြီးမမားခဲ့ပါဘူး။ဒီလူကထူးခြားတယ်။အထင်ကြီးစရာကောင်းတယ်။အတူရှိတိုင်းနှွေးထွေးလုံးချုံမှုကိုပေးနိုင်တယ်။အကြောင်းကတော့တော်ရင်တော်စီခန့်ရှိတယ်လို့ ။မုတ်ဆိုးမှလည်းမုတ်ဆိုးစီးရှိတယ်။မုတ်ဆိုးစီးဆိုတာကတော့အမဲလိုက်ဖို့ရွေချက်မဟုတ်ဘဲတော်တဲ့ဝင်ရင်ဘာသားကောင်ကောင်မှပြစ်ခတ်ရမရဟုတဲ့စီးပဲဖြစ်တယ်။အခုလည်းမုတ်ဆိုးကြီးဆက်ကကောင်တိုးထောင်နေဖြတ်တန်းခဲ့တဲ့ခဏရတာအတွင်တော့စားတော့ဖို့ငါးဖန်းတော့ငယ်ပြစ်တာလွဲပြီးပါသားကောင်ကြီးကိုမှရှာဖွေပြစ်ခတ်ခြင်းမရှိသလိုမျက်စိရှိဖြစ်သွားတဲ့တောကောင်တွေကိုပဲတနေ့တစ်ချက်မရွေခဲ့ဘူး။ဒါကြောင့်လေနောင်တို့တိုးတဲ့ဖြစ်တဲ့နေ့ခုနှစ်ရက်တာအတွင်းကဘာအနေရေးမှမကြုံခဲ့ဘူး။ ။ပိုဆိုးကမိုးဆိုးစီးကိုလိုက်နာရတယ်။မလိုက်နိုင်ရင်တော့တော်ချောက်တာ၊တော်မောက်တာ၊တော်လေတာစားတဲ့တတိပေးမှုတွေကိုခဲရတတ်တယ်။အဲဒီယာတွေကတော့တော်ရဲတောင်တဲ့တခါတည်းရဲ့ကြုံတွေ့ရတတ်ပြီးမင်းတော်တာတတိပေးချင်တဲ့အခါတွေမှာလည်းကြုံရတတ်တယ်။တော်တောင်နဲ့ဖြတ်တန်းနေရတဲ့သူတွေအတွက်တော့အဲဒီယာတွေကအဆမ်းမဟုတ်တော့ပြီးမင်းစည်းကိုဖြောက်ဖြက်မိတဲ့အခါမျိုးမှာတော့အတန်းအနီရဲ့ထိခိုက်တဲ့အထိကြုံတွေ့ရတတ်တယ်။ကျွန်တော်တို့တောပန်းတချို့ခူးသွားရအောင်။ခြံနားမှာစိုက်ဖို့မျိုးစီတွေလည်းလိုပြီး ကြီးတော်နဲ့နင်းနယ်ကိုပေးဖို့ရောဆိုမြမြခုမှရမယ်ထင်နေအလေးချပေါင်နေတဲ့ရောင်စုံတော်ပန်းနေနာ ရောက်တဲ့အခါတော့နောင်ပိုင်းရိုက်တချို့ခုပြီးတော့ပိုဆိုးကြီးကလည်းလိုက်ခုပေးတယ်ခက်ကြက်ကြက်လက်တဖက်နဲ့ဆွတ်လိုက်တဲ့တော်ပန်းတချို့ကတော့ပိုဆိုးကြီးလက်တွင်ကိုလူလူလာလာဆက်သက်ကြပုံပဲရှင်ချင်းစရာကောင်းတဲ့ဒီဦးမရာစာကြီးရဲ့အနားနေရတဲ့အချိန်ကနောင်ကိုစိတ်လွတ်လပ်ပေါ်ပါစေလွန်လာတယ်ရောင်စုံတော်ရိုက်ပန်းနေကြမှာတော့ခန္ဓာကိုယ်ခက်ထွားထွားနေခက်ကြက်ကြက်ယောက်ျားတယောက်တိုးဝင်တော့ အဆက်ဆက်မရှိသွားပြီးနောင်ဝဲပဲရင်ပတ်တဲ့လင်းဒီချာတစ်ချက်ဝေးပနံမတင်လုံးလာတဲ့ဒီမြင်ကွင်းကိုနောက်အကြီးတို့မလွှဲမိဘူးအဲ့ဒီအချိန်ရူးမတော်တဲ့ဒင်းကနေမြည်ဟီလာတဲ့တနက်တန်းကြောင်တော်ရိုင်းပန်းတွေကိုခူးနေတဲ့ဆက်ကရဲ့မျက်ခုံးတွေကတွန့်ချိုးရတော့တယ်မျက်နှာထက်ကျွတ်ကျော်ခင်ရတဲ့အေးရောင်ကအထင်သာပဲတစ်ပင်တစ်ကိုင်းတို့ထက်ခူးနားနေကြတဲ့ငှက်အုပ်တွေကလည်းအလန်တကြားထပြန်ကြသလိုအစာရှာထွက်လာတဲ့တားကောင်ငယ်တွေကလည်းဝရုံတုံးကထပြေးကြတော့တယ် ဆက်ကတနတ်တန်ပုံမူကျေလောင်လာတဲ့အတန်းကြောင်းနောင်တေချာထက်နာဆုံလိုက်တယ်။တနတ်တန်အားကောင်းတဲ့နှလုံးပြူရိုင်ဖယ်တမ်းပဲတားကောင်ကြီးတွေကိုဖိခတ်တဲ့အခါတော့သုံးနေတနတ်တန်ညာဘက်ချမ်းလန်းရဆက်ကနောင်စကားပဲမဆုံးလိုက်ဘူးတော်ရိုင်ပန်းတွေကိုဖိချပြီးတော့အတန်လာရဘက်ဥတီသွားတဲ့မိုးဆိုးကြီးကြောင်းအနောက်မှာအပြေးလိုက်ရတယ်။ပုံနင်းကက်လာတဲ့တနတ်တန်ပဲယူမတော်ကိုကွိပယ်စီစင်းတဲ့ခြောက်ဘက်ကကြားရတဲ့တနတ်တန်အဲ့ဒီခြောက်ကကျဲတယ်၊နက်တယ်၊ရင်းငိမ့်တယ် ဒါပေမဲ့အနေရရှိတယ်။အနေရရှိတဲ့အကြောင်းကတော့အဲ့ဒီချောင်းကမိချောင်းနေကျဆာနေထိုင်ကြခြင်းကြောင့်ပဲ။ဒါကြောင့်မလို့ဘဲတက်ရှိလူသားမှအနာမကက်ကြအောင်။ဒါပေမဲ့အခုတော့အဲ့ဒီချောင်းဘက်မှာတနက်တန်ထင်းထင်းရှားရှားမဟုတ်မှအချိန်လေးတစ်ခုကခေါင်းထဲလက်ကနေနောက်တွေးသလိုမိုးဆိုးကြီးတဲ့တွေးမိရဲ့ထင်ပါတယ်။မိုးဆိုးကြီးရဲ့ခြေလှမ်းတွေကပုံမြန်ဆန်လာသလိုနောက်လဲမပြေးုံတမဲပဲ။တနေရာအယောင်တန်ကနေရက်သွားတဲ့မိုးဆိုးကြီးကြောင့်နောက်ရှိကိုကြော်ကကြည့်မိတယ်။ ရေစီတိတ်မတန်ပုံရတဲ့ချောင်းချစ်ချေပေးမှလူတစုကရေကန်ထဲမှာတခုခု ပေါ်လာမှကိုမျောလင်းတကြီးစောင့်နေကြတဲ့ပုံပဲပရိသတ်များရှင်ဇလန်လေးကတော့ဒီမှာနေပြီးဆုံးသွားပါပြီ။နားစင်အားပြီးခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။